ါရှင်မင်္ဂလာပါခင်ဗျာဟုတ်ကဲ့ဒီနေ့ဒီဇင်ဘာ16ရက်နေ့မှာထွက်ရှိလာတဲ့နိုင်ငံပိုင်သတင်းစာတွေဂျာနယ်တွေကစိတ်ဝင်စားဖို့သတင်းတွေကတ်တွန်းတွေရွေးချယ်ဖတ်ပြမယ့်အစီအစဉ်မှာဒီစီဇန်မှာတော့ကျမအီမမမွန်နဲ့အတူကျွန်တော်လက်ဆောင်တော့ကနေတင်ဆက်ဖတ်ကြားပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကိုလင်းဆက်အရင်ဆုံးအီမသတင်းစာရဲ့မြန်ဖုန်းခေါင်းစီသတင်းတွေဖတ်ပြမယ်နော်ဟုတ်ကဲ့ပါခင်ဗျာ70ဒီတင်းစာမှာခေါင်းစဉ်လိုက်တဲ့တင်းရတော့ KIA ဂွေရွန်စကန်ကိုတင်ပိုက်ပြီးနောက်တိုက်စစ်ဆင်ရခြင်းကြောင်းရင်တက်မတော်ထုတ်ပြန်ဆိုတဲ့တင်းမှာ Daily 11တင်းစာမှာမြန်နေပုံခေါင်းကြီးတင်လာတဲ့တင်းကတော့ NCA စာချုပ်မှာတိုင်းရင်းသားနဲ့နိုင်ငံအဖွဲ့အားလုံးလက်မှတ်ရေးထိုးနိုင်ရန် NRPC ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ဦးဆောင်ပြီးတော့အလင်းမြန်လှုပ်ဆောင်ပေးရန်တိုက်တွန်းကြောင်းအရေးကြီးဆိုကိုပြန်ဆွလွတ်တော်မှာတင်သွင်းခွင့်မရပဲပယ်ချခံရဆိုတဲ့တဲ့တင်မှာ The Voice ကမြန်မာပုံတင်ကတော့ချစ်သူရှာပွေရေးဝက်ဘ်ဆိုက်များအေးအေးယူရန်ပြင်ဆင်ဆိုတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ ုလစ်စကာကဘယ်သတင်းစာရဲ့အပေါ်ဖတ်ပြမလဲရှင်ဟုတ်ကဲ့ကျွန်တော်ဒီပုဂ္ဂလိကသတင်းစာဒီနိုင်ငံပြည်သတင်းစာတွေရွေးလိုက်တဲ့အထဲမှာကျွန်တော်အခုကာလပေါ့နော်ဟိုအချုပ်ချာနဲ့ပတ်သက်လို့ပေါ့ကျွန်တော်ကျင်းမုံရဲ့သတင်းတွေကပေါ့နော်အပေါ်ကျွန်တော်ရွေးချယ်ထားပါတယ်ခင်ဗျအချုပ်ချာအာနာကိုကာကွယ်တဲ့မြန်မာနိုင်ငံရခိုင်ပြည်နယ်မြောက်ပိုင်းမှာတဲ့ယခုအော်တိုဘာလနဲ့နိုဝင်ဘာလအတွင်းကဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်များဟာဒေတာတွေဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်တွေနဲ့ပုံသဏ္ဍာန်ရောအခြေအနေပါကွဲပြားခြားနားသည်ကိုမြင်တွေ့ခဲ့ရပြီးဖြစ်ပါတယ်တဲ့ လူမျိုးရေးဘာသာရေးအပေါ်မှာအခြေမခံပဲနဲ့အကြမ်းဖက်တိုက်ခိုက်မှုတပ်တက်နဲ့မြန်မာနိုင်ငံရဲ့အချုပ်ချာအာဏာကိုထိပါစော်ကားလာခြင်းဖြစ်နေပါတယ်တဲ့အကြမ်းဖက်မှုဖြစ်စဉ်စတင်ဖြစ်ပွားစဉ်ကတည်းကကြိုတင်အစီအမံချမှတ်ပြီးတော့အဲ့ဒီဒေသမှာရှိနေတဲ့တဲ့လူမျိုးရေးအခြေအနေကိုအသုံးချကာရည်ရွယ်ချက်စီစီတဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေပြုလုပ်လာခြင်းဖြစ်ခဲ့တာပါတဲ့ဖြစ်စဉ်များစတင်ဖြစ်ပွားခဲ့သည့်နဲ့မမှန်တဲ့တွေကိုတဲ့နိုင်ငံတကာကိုလှုပ်ရှော်ဖြန့်ချီဝါရဖြန့်ကတစိုက်ကိုတဲ့တအေးလို့အမှန်ကိုအမားလို့ အမားကိုအမှန်လို့ကခြေလမ်းများစတင်ခဲ့တာကိုတွေ့ရပါတယ်တဲ့အဲ့ဒီမမှန်တဲ့အချက်လက်တွေကိုအခြေခံပြီးတော့အချို့သောအဖွဲ့အစည်းများနဲ့နိုင်ငံအချို့တို့ကမြန်မာနိုင်ငံမှာလူ့ကိုယ်ရေးချိုးဖောက်နေတဲ့အောင်ရောင်လူမျိုးတုံးတက်ပြက်နေတဲ့အောင်ရောင်ဆွဆွဲပြောဆိုမှုများရှိလာခဲ့ပါတယ်တဲ့ထို့ကဲ့သို့တောင်ဝင်မသိတဲ့ကျင့်ဝတ်သိက္ခာမဆောင်ထင်းတဲ့နိုင်ငံခေါင်းဆောင်အတိုးနဲ့မီဒီယာအချို့ပါဝင်လာတာကိုတွေ့ရပါတယ်တဲ့ အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ပြည်တွင်းသတင်းထုတ်ပြန်မှုကိုတဲ့နေ့စဉ်နဲ့အမျှဆင်ဆက်မပြတ်ထုတ်ပြန်ပေးနေတော်လဲပဲနိုင်ငံတကာအနေဖြင့်တဲ့အမှန်အသိအောင်ထုတ်ပြန်ပေးမှုမှာအားနည်းသည်ဟုဆိုရမည်လည်းဖြစ်ပါတယ်တဲ့အဲ့ဒီအားနည်းချက်ကြောင့်ပင်နိုင်ငံတကာရဲ့ဖိအားပေးမှုများဆွဆွဲမှုများကဆီလာခြင်းဖြစ်တယ်လို့ဆိုရမှာပါတဲ့ယခုကမှာတော့ကမ္ဘာတဝန်းကတာဝန်သည့်ပြည်သူများတာဝန်သည့်မီဒီယာများကမမှန်သတင်းတွေအလိညာသတင်းတွေကိုတဲ့ဖော်ထုတ်လာကြသလိုမြေပြင်သို့တဲ့ကိုတိုင်းကွင်းစင်းလိလာစစ်ဆေးခဲ့ကြသည့်ကုလသမဂ္ဂတွေးမှုချုပ်ဟောင်းနဲ့ဥဆောင်တဲ့ရခိုင်ပြည်နယ်အကြံပေးကော်မရှင် နောက်ထပ်ဒုတိယသမ္မတဦးဆောင်တဲ့ရခိုင်ပြည်နယ်စုံစမ်းစစ်ဆေးကော်မရှင်တို့ရဲ့ကဏ္ဍဦးစုံစမ်းတွေးဆချက်တွေကိုအရားတဲ့မြန်မာနိုင်ငံမှာကမ္ဘာကအထင်မြင်လွဲမအောင်တမင်ကြံရွယ်လှုပ်ဆောင်မှုများကိုတွေးဆလာရပါတယ်တဲ့ယခုနောက်ဆုံးအခြေအနေမှာတော့ရခိုင်ပြည်နယ်မြောင်ပိုင်းတွင်းနဲ့အကြမ်းဖက်တိုက်ခိုက်ခဲ့သောလက်နက်ကိုင်အုပ်စုရဲ့အဖွဲ့ဝင်များစွာပြင်းတဲ့အခြားစစ်မြေများအားဒါ International Crisis Group ကအင်တာဗျူးများပြုလုပ်ခဲ့ရမှာတော့တဲ့ရခိုင်ပြည်နယ်မြောင်ပိုင်းအခြေအနေနဲ့ပတ်သက်၍အရေးကြီးသောအသေးစိတ်အချက်အလက်တွေပေါ်ထွက်လာခဲ့ပါပြီတဲ့ အကြက်ဖက်လက်နက်ကန်အုပ်စုတစ်ကိုမကမားတဲ့အခြေစိုက်တဲ့ကော်မတီတစ်ခုကဥဆောင်ပြီးတော့ရခိုင်ပြည်နယ်မြောက်ပိုင်းမှာတဲ့အကြမ်းဖက်လှုပ်ရှားမှုမှာလူသေဆင်ကြကိုကဲနေသူအဲ့ဒီအဖွဲ့ရဲတဲ့ဝါရဖြန့်ချီသောဘူရီယိုဖိုင်မှာတဲ့အတိကဥဆောင်ပြောနေသူအဖြစ်မြန်မာနိုင်ငံသားများသိရှိပြီးဖြစ်တဲ့အတဦးလားဖြစ်ကြောင်းသိရှိရပါတယ်တဲ့ဒါမြန်မာနိုင်ငံကိုပေါ့နော်အကြံဖက်ဖို့မကာကနေပြီးတော့ဥဆောင်နေတဲ့လူတယောက်ကိုပေါ့နော်ဒါကဒီ International Crisis Group ရဲ့ဒါဖော်ပြချက်အရာဒီအပေါ်မှာပေါ့နော်သူကသုံးသက်ပြဆိုထားတာပါ အဲ့ဒီလူဟာတဲ့ပါကစ္စတန်နိုင်ငံကရာချီမှာတဲ့မွေးဖွားပြီးတော့မကာမာကြီးပင်းခဲ့သူလည်းဖြစ်ပါတယ်တဲ့နောက်ခေတ်မီပျောက်ကြားတိုက်ပွဲများနဲ့ပတ်သက်၍နိုင်ငံတကာအတွေ့အကြုံရှိသူဖြစ်ပြီးတော့ရခိုင်ပြည်နယ်မြောင်ပိုင်းအကြမ်းဖက်လှုပ်ရှားမှုတွေမှာဦးဆောင်နေတော့တဲ့20ဦးမှာတော့တဦးပါဝင်ဖြစ်ပြီးတော့သူတို့နဲ့အတူအကြီးတန်းတရားဟောဆရာတဦးလည်းဖြစ်ကြောင်းတွေ့ရှိရပါတယ်တဲ့ရခိုင်ပြည်နယ်မြောင်ပိုင်းအရေးဒီပြည်တွင်းရေးတသက်မဟုတ်ချေတဲ့နိုင်ငံရခြားမှလူသူလက်နဲ့ ငွေကြေးပစ္စည်းအနေနဲ့မူရီစေဝါများပါဝင်ထောက်ပံ့လှုပ်ဆောင်လာတဲ့အစီအစဉ်တကြအကောင်းဆုံးလေ့ကျင့်ထားတဲ့အကြံပေးတိုက်ခိုက်မှုဖြစ်ရတဲ့မြန်မာနိုင်ငံရဲ့အချုပ်အခြာအနာကိုထိပါခြင်းမရှိစေရေးအမျိုးသားရေးတတိပြေဝိုင်းဝန်းကာကွယ်တိုက်ဖြတ်ကြရမှာပါဆိုပြီးတော့ဒါကျွန်တော်တို့နိုင်ငံပိုင်သတင်းစာဖြစ်တဲ့ကြေးမုံရဲ့အဒီတာအပေါ်မှာကိုပဲပေါ့နော်ဒီလိုမျိုးကျွန်တော်တို့နိုင်ငံကိုဒီမြန်မာနိုင်ငံကိုပေါ့နော်ဘာသာရေးမုံဖဲနဲ့အကြံပေးတတ်တဲ့အချုပ်အခြာအနာကိုထိ ပါဖို့ပေါ့နော်လှုပ်လာတာဒီကြောင့်ဒါကာကွယ်ဖို့လိုပြီလို့ကြေးမွန်သတင်းစာကပေါ်ပြထားတာပါခင်ဗျာဟုတ်ကဲ့ပါအပြေရီမန်ကဒီဆန်နယ်တင်တင်းစားကဖပြချင်ပါရဲ့ဟုတ်ကဲ့ပြရန်ကုန်တိုင်းအတွင်းမှာဖြစ်ပွားခဲ့တဲ့မှုကင်းများလာတဲ့ပြည်သူများလုံခြုံရေးအသည့်အာဏာတင်ကြောင်းဆိုတဲ့ဒီတင်းကိုတော့ဒီကောင်းကိုပြောခဲ့တာတော့ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လုံခြုံရေးနယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးတင်အောင်ထွန်းကအခုလိုပြောကြားခဲ့တာပါတဲ့ အဲ့ကြောင့်ကိုတော့ဒုတိယကျင်းငလန်ဒေတာကြီးလွတ်တော်တတိယပုံမှန်စီဝေး22ရက်မြောက်နေ့မှာကိုကိုကျွန်းမဲဆန္ဒနဲ့အမတ်တစ်ကကိုစလေဦးတင်ဝင်းရဲ့ရုံတိုင်းဒေတာကြီးအားလူမျိုးရေးပုံမှန်ကောင်းမွန်စေပြီးစနစ်ကျသောအခြေအနေတို့ဆောင်ရွက်ပေးနိုင်ရန်သက်ဆိုင်ရာဌာနများကိုတိုက်တွန်းကြောင်းအဆိုကိုပြန်လည်ရှင်းလင်းရမှာအခုလိုပြောကြားခဲ့တာဖြစ်ပါတယ်တဲ့သူပြောခဲ့တဲ့အကြောင်းအရတော့ဒီပြီးခဲ့တဲ့ပေါ့နော်ရပိုင်းမှာဒဂုံစနစ်မှာဖြစ်ခဲ့တာတွေတော်ဝင်စနစ်မှာဖြစ်ခဲ့တာတွေနဲ့ပြီးခဲ့ရပိုင်းက38လမ်းမှာဒီနေ့ငင်းကြောက်တာပေါ့နော်ဓာမြတိုက်တဲ့ပုံစံမျိုးဖြစ်ခဲ့တာတွေ ယနေ့ကငွေလဲကောင်တာမှာဒီငွေတွေဖောက်ခံရတယ်เนาะအဲ့ဒီနဲ့ပတ်သက်ပြီးတော့ဒီဝင်ကြီးကပြောခဲ့တာဗာလဲဆိုလို့ချင်းဒါရီယာကလုံချုံရဲ့အနေနဲ့ရှိရဲဆိုတာကိုသိရတာနဲ့အနေရဲ့ဝိုးတဲ့ချိုတင်မတွက်ချက်ပဲနဲ့ပေါ့နော်ချင်းချောင်းတိုင်းနဲ့အနေရဲ့ကိုချိုတင်တွက်ချက်ပြီးတော့မှလုံချုံရဲ့ကိုချိုတင်စီမံလို့ရရတာနဲ့အစီမံခဲ့တဲ့အတွက်ကြောင့်ပြည်သူတွေရဲ့လုံချုံရဲ့အသိအားနဲ့အတွက်ကြောင့်ဖြစ်အားဆိုပြီးတော့ပြောထားတာပါ ဒီလိုမျိုးမှုခွင့်ကိစ္စတွေဖြစ်ပေါ်လာတဲ့အချိန်မှာဒီပဝင်းစီကလည်းရက်ကြီးနေတဲ့အနေအထားမျိုးရှိတဲ့အတွက်ကြောင့်အလွယ်တကူလွတ်မြောက်သွားတာဖြစ်တယ်ဆိုပြီးတော့ပြောဆိုထားပါတယ်။ဒါကြောင့်တို့ကလည်းဒီလိုမျိုးလွယ်တကူလွတ်မြောက်တာကိုအဖြစ်မခံနိုင်ဘဲနဲ့ဒီကိစ္စရက်တွေကိုတွန်းတွန်းတက်တက်နဲ့မိအောင်ဆောင်ရွက်နေပါတယ်ဆိုပြီးတော့ဒီဗမိုးကြီးတရားထုံးကပြောကြားထားပါတယ်။လုံခြုံရေးရန်အောင်ပြဆောင်ရွက်နေသည့်နိုင်ငံမရှိသေးကြောင်းနဲ့အထောက်အကူပစ္စည်းများအဆင့်မြင့်ပြီးလုံခြုံရေးဝန်ထမ်းများအရေးသွေးမြင့်မားသောအနောက်နိုင်ငံတွေမှာလည်းလုံခြုံရေးကြိုးပမ်းမှုတွေရှိနေပါတယ်ဆိုပြီးတော့သူကဆက်လက်ပြောဆိုထားပါတယ်။ ဟုတ်ကဲ့ပြည်သူတွေအနေနဲ့ဂျိုတင်ကာဝယ်ရမယ်ဆိုရင်တနိုင်ငံလုံးအနေထားမှာစီတဲ့မြို့နယ်တဲ့ရပ်ဝတ်တိုင်းအကိုဒါဖြစ်နေတော့ဒါအကုန်လုံးကိုဂျိုတင်ရမှာပေါ့နော်ဒီနေရာမှာပဲဖြစ်မယ်ဆိုတော့ပြည်သူကမှကျွန်တော်တို့ဂျိုမသိနိုင်တဲ့အနေထားမျိုးပေါ့ဟုတ်ကဲ့တခြားနိုင်ငံဒေသတွေလိုပေါ့နော်ဒီ CCTV ကင်မရာကိုလည်းအလုံးလောက်နေရာတိုင်းတက်နိုင်တဲ့အခြေအနေလည်းမရှိသေးတဲ့အတွက်ဒီမှုကြီးဖြစ်စဉ်တွေကိုကြည့်မယ်ဆိုလို့ရှိရင်ဒီကင်မရာတက်နိုင်တဲ့နေရာလောက်ပဲအနေထားလောက်ပဲပြန်ပြီးတော့မိနိုင်တာဂွင်းဆက်မိနိုင်တာရှိနေတချို့ဟာတွေဆိုလို့ရှိရင်လုံးဝပက်ပြတ်သွားတာမျိုးလည်းရှိနေပါတယ်ဟုတ်ကဲ့ပါခင်ဗျအဲကျွန်တော်ကတော့ဒီ ဆယ်ပြည့်နှစ်သတင်းစာတွေကပေါ့နော်66ဂါကြီးနဲ့ပတ်သက်လို့ဒါကျွန်တော်သတင်းပုဒ်ကိုရွေးချယ်ထားပါတယ်ဒီပုံမှန်66ဂါကြီးအသေးဖြတ်မှုကိုထောင်နန်သုံးနှစ်အစားတဲ့နှစ်နှစ်သို့ရှော့ချရန်သူရဥွေမန်ကအကြံပြုထားပါတယ်တဲ့အာမခံပေးမပေးကိစ္စများနဲ့ပတ်သက်၍တဲ့အငင်းပွားမှုများရှိနေသောဆက်သွယ်ရေးဥပဒေပုံမှန်66ဂါကြီးပြည်ထောင်များကိုတဲ့ပြင်ဆင်နိုင်ဖို့ပြည်တော်စုလွှတ်တော်ကိုအကြံပြုထားကြောင်းပြည်တော်စုလွှတ်တော်ဥပဒေရေးရာနဲ့အထူးကိစ္စရများလေ့လံဆန်းစစ်သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌဖြစ်သူသူရဥွေမန်ကပြောဆိုခဲ့တာပါတဲ့ ဆက်သွယ်ဥပဒေပုံမှန်66ဂါကြီးနဲ့တရားစွဲဆိုအရေးယူမှုများများပြားလာနေပြီးတော့တဲ့အာမခံပေးမပေးကိစ္စနဲ့ပတ်သက်ပြီးအများပြည်သူတဲ့ကြားမှာတဲ့အငင်းပွားမှုရှိနေသောကြောင့်အဲ့ဒီဥပဒေပုံမှန်ပါတဲ့အသေးဖြတ်မှုမှပြစ်မှုပြစ်ဒဏ်တွေကိုတဲ့ဆွတ်ချပြင်ဆင်ဖို့ပြည်ထောင်စုလွှတ်တော်ကိုအကြံပြုထားခြင်းဖြစ်တယ်ဆိုပြီးတော့ဒါသူရဥဆွေမန်းကဒီဇင်ဘာလ16ရက်နေ့ကမန္တလေးမြို့မှာပြုလုပ်တဲ့တရားဥပဒေစိုးမိုးရေးဆိုင်ရာဆွေးနွေးပွဲမှာပြောဆိုခဲ့ခြင်းဖြစ်ပါတယ်တဲ့66ဂါကြီးကခုနကပြောခဲ့သလိုပဲတဲ့66ဂါကြီးထဲမှာပါတဲ့အသေးဖြတ်မှုဟာထောင်နှံ သုံးနှစ်အစားတဲ့အဲ့ဒါကိုပယ်ဖြတ်ပြီးတော့အသေးဖြတ်မှုအများဆုံးထောင်နဲ့နည်းနည်းအဲ့ဒီလိုပြင်ဆင်နေဆိုရင်လည်းခုနကအာမခံပေကျင်ကိစ္စအလုံးပြီးသွားပါလိမ့်မယ်လို့သူတို့အုပ်စိမန်းကပြောဆိုပါတယ်ဆက်သွေးဥပဒေပုံမှ66ခါကြီးမှာဆက်သွေးကွန်ရက်တစ်ခုခုကိုတဲ့အသုံးပြု၍ပုံကိုတခုကို6လက်တောင်းယူခြင်းအနိုင်ထက်ပြုခြင်းနဲ့မတရားတားဆီးကန့်ကွက်ခြင်းအသေးဖြတ်ခြင်းနှောက်ယှက်ခြင်းမလျော်ဩစာအသုံးခြင်းသို့မဟုတ်ချင်းချောက်ခြင်းတရရက်ကိုကျူးလွန်ကြောင်းပြစ်မှုထင်ရှား ရာမျိုးစီရင်ခံရလေနဲ့ထိုသူကိုသုံးနှစ်ထဲမှာပို့တဲ့ထောင်နှံဖြစ်စေငွေတန်ဖြစ်စေဒါနယ်လုံးကိုဖြစ်စေချမှတ်ရမယ်လို့ပြဋ္ဌာန်းထားပါတယ်တဲ့နောက်ထပ်ဒီသူတော်ဥသွေမန်ကဗာဆက်ပြောလဲဆိုတော့ဥရီပြည်တံအားတဲ့ထောင်နှံသုံးနှစ်အစားနှစ်နှစ်လို့ပြင်ဆင်တက်မဲ့ရန်အကြံပြုထားပြီးတော့အဲ့ဒီလိုတဲ့ပြင်ဆင်နိုင်ပါကအမခန်ပေးနိုင်ပြီဖြစ်၍အားလုံးပြေလည်သွားမယ်လို့ဆိုပါတယ်တဲ့ဒါကတော့ဒီဘောပုံမှန်ကိုပဲနော်သုံးနှစ်ကနှစ်နှစ်ပြင်လိုက်တာနဲ့အမခန်ပေးနိုင်တဲ့ကိစ္စကအားဒါပြောင်းလဲသွားမယ်ဆိုတဲ့သဘောကိုတော့သူတော်ဥသွေမန်ကသုံးသပ်ထားတာပါ ဒီဥပဒေဟိုတဲ့ပြင်ဆင်မှုအတွေ့တဲ့တခုတယောက်အတွက်စဉ်းစားတာမျိုးမဟုတ်ပါဘူးတဲ့နိုင်ငံအတွက်အများအတွက်စဉ်းစားတယ်လို့ဒါသူတို့အစီအမံကထပ်ပြောပါတယ်မီဒီယာတခုအပေါ်မှာအကြောင်းပြုပြီးတော့အပြန်ပြူခြင်းမဟုတ်ဘဲနဲ့ပုံမှန်66ကာကြီးနဲ့အပြန်လန်တရားစွဲမှုတွေကြောင့်ရေးချိန်မှာတဲ့စိတ်ဝမ်းကွဲမှုတွေဖြစ်ပေါ်လာနိုင်၍ပြင်ဆင်နိုင်ရန်အကြံပြုခြင်းဖြစ်တယ်လို့ထပ်ပြောတာပါဒီနေ့လိုချင်တာရင်ကြားစေရင်အမျိုးသားပြန်လည်အသိမြင်ရေးတဲ့ဒီလိုဆောင်ရွက်နေချိန်မှာ တယောက်နဲ့တယောက်တဲ့အပြန်အလှန်လုပ်နေမယ်ဆိုဘယ်တော့မှလည်းယဉ်ကျေးစေမှာမဟုတ်ပါဘူးတဲ့ဘယ်တော့မှလည်းပြန်လည်တင့်မြတ်မှာမဟုတ်ပါဘူးတဲ့ဒါကြောင့်မလို့ဥဒီဥတွေဟာတဲ့အဲ့ဒါမျိုးများဖန်တီထားသလားဖန်တီထားတယ်ဆိုတော့ကျွန်တော်တို့ပြန်ကြည့်ရမယ်ဆိုပြီးတော့သူတော်ဥစ္စာမန်ကဆိုတော့ပါဒါကတော့မိုင်းမမရေးထားကျွန်တော်တို့ပုံမှန်66ဂါကြီးပေါ့နော်နာမည်ကြီးပုံမှန်ကြီးနဲ့ပတ်သက်ပြီးတော့သူတော်ဥစ္စာမန်ကဒါ၃နှစ်ကနေနည်းနည်း short ချဖို့ပေါ့နော်ဒါပြန်ပြထားတဲ့သတင်းဖြစ်ပါလိမ့်ခင်ဗျဟုတ်ကဲ့လက်ရှိချင်းနေမှာဒီ ဆဆကကြီးနဲ့ပတ်သက်ပြီးတော့ဗောနော်ဘဘကဒီ CSO တွေဘက်ကရဲ့လွှတ်တော်ရှားသူတွေကတော့ဒါကိုမရှိတဲ့နှုတ်ပြတဲ့နဲ့ campaign ကြီးလုပ်နေတဲ့အချိန်ကြီးလည်းဖြစ်နေပါတယ်နော်ဟုတ်ပါတယ်ဟုတ်ကဲ့ပါဆက်ပြီးတော့ဒီမှာ the voice ကတင်လို့ပြပြစမှာလေတင်ရတော့စိတ်ဝင်စားဖို့ကောင်းတယ်ဒီချစ်သူရှာပွေ website များအရေးယူရင်ပြင်ဆင်တဲ့လူမှုရေးအရှုပ်ရှင်ကိစ္စများအပဝင်တဲ့လူကုန်ကူးမှုပြဿနာများကြောင့်ချစ်သူရှာပွေ website များကိုအရေးယူဆောင်ရွက်နိုင်ရန်လွှတ်တော်ကိုတင်ပြသွားမယ်ဆိုပြီးတော့ပြောင်းစလွှတ်တော်ကိုယ်စားလှယ်တွေကပြောဆိုထားတာပါ။ ရန်ကုန်မြို့လူစီကားနေရာဖြစ်တဲ့မြင်းဒီကုန်းလှမ်းလိုနေရာမျိုးမှာပေါ့နော်ချစ်သူရှာပွေးဝက်ဆိုင်နဲ့ပတ်သက်တဲ့ပေါ့ဆက်လက်ပန်းဖလက်တွေပေါ့နော်ကစားဆောင်တွေကိုလူငယ်တွေကိုလိုက်လံဝေးနေလေပြီးတော့ဒီ online ပေါ်မှာလည်းချစ်သူရှာပွေလုပ်ငန်းတွေကိုအစိုးရကအေးအေးယူဆောင်ရွက်ခြင်းမပြုလင်းတဲ့လူငယ်တွေလမ်းမရောက်မှဆိုးတယ်ဆိုပြီးတော့လွတ်တော်ကိုယ်စားလှယ်အချို့ကသုံးသပ်ပြီးဒီကိစ္စကိုလွတ်တော်ကိုတင်ပို့ဆုံးဖြတ်လိုက်တာပါတဲ့။စုံနှဲရှာပွေ website တွေကြောင့်လည်းလူမှုရေးအရှုပ်ရှင်ကိစ္စတွေအပောင်းပြဿနာများစွာကိုဖိတ်ခေါ်ရရောက်ပြီးတော့ဥပဒေနဲ့ဒါကိုထိန်းချုပ်ဖို့စဉ်းစားဆုံးဖြတ်သွားမယ်ဆိုပြီးတော့ဥပဒေကျမ်း ဥပပေါင်းကော်မတီဝင်ဦးစောထွန်းကပြောထားတာပါသူပြောတာဆိုလို့ရှိရင်ပေါ့နော်ဥပဒေနဲ့အညီရေးယူနိုင်အောင်လုပ်ကိုင်တဲ့နဲ့တဲ့အခုလိုဆောင်ရွက်မှုတွေကစင်မွားဖြစ်စင်နေပေါပေါလာနေတဲ့ချက်တွေရှိနေပါတယ်တဲ့ဒါပေမဲ့ဒါဟိုရေးယူနိုင်တဲ့ရာဇသတိပုံမှန်တွေကလည်းရှိနေပါတယ်ဆိုပြီးပြောဆိုထားပါတယ်အခုလိုချစ်သူစုံတဲ့ website တွေကိုအစိုးရကတိတိယောက်ရေးယူဆောင်ရွက်နိုင်ဖို့လွတ်တော်ကိုတင်ပြသွားမယ်လိုအပ်တဲ့ဥပဒေတွေရှိရင်လည်းဥပဒေပြဋ္ဌာန်းနိုင်ဖို့ဆောင်ရွက်မယ်အခုလို website တွေကိုနိုင်ငံတော်ကခွင့်ပြုထားပြီးအနာဂတ်လူငယ်တွေလမ်းမကိုရောက်သွားနိုင်တယ်ဆိုပြီးတော့ဒီရပြောဆိုထားပါတယ် ရှစ်သက်ရှာဖွေ website ကိုဝင်ရောက်တဲ့သူတွေအားတဲ့သူတို့ရဲ့ကိုယ်ရေးချက်လက်တွေကိုလည်းပေးရတယ်နောက်ပြီးတော့ဖုန်းနံပါတ်တွေလိမ့်စာတွေ email password တွေကအစားပေါ့နော်အဲဒီသူတို့ဝင်စားမှုပေးမဲ့လုပ်ငန်းကိုပေးရတယ်ဆိုပြီးတော့ဒီနေသားပေါ့နော်စိုးရင်ပွဲဖြစ်တယ်ဆိုပြီးတော့ဒီရုံလိုင်းဒေသကြီးတော်ကိုစလဲဥနေမျိုးကျော်ခောက်ကိုနေဖုန်းလက်ကလည်းပြောဆိုထားပါတယ်ကိုကြီးကတော့အချက်လက်တွေပေးရတော့မိမိတို့ရဲ့လုံခြုံရေးအတွက်စိုးရင်ရရတဲ့အခုလို website တွေကနိုင်ငံတကာမှာလည်းရှိရတဲ့ဒါတွေကတော့အစိုးရကတရားဝင်ခွင့်ပြုပေးထားတာဖြစ်တယ်ဆိုပြီးပြောပါတယ် မြန်မာနိုင်ငံဒီဇယ်ဥပဒေရတဲ့အပြည့်အဝရေးယူနိုင်ရန်ဒီဇယ်ဥပဒေကိုပြင်ဆင်ခြင်းများပြုလုပ်သင့်ပြီးတော့တရားမဝင်ချစ်သူရှာဖွေရေး website တွေကိုလည်းဒီအဲ့တရားမဝင်ချစ်သူရှာဖွေ website တွေကြောင့်ပေါ့နော်လူကုန်ကူးမှုလုပ်ငန်းစဉ်တွေအထိဖြစ်သွားနိုင်တယ်ဆိုပြီးတော့မြန်မာနိုင်ငံတက်ဖွဲ့ညင်ကြားရေးမှူးငယ်ရဲမှူးကြီးဦးမောင်ဆိုကလည်းပြောထားပါတယ်ဒီချစ်သူရှာဖွေ website တွေကိုပေါ့နော်ဒီအစိုးရဘက်ကဒီလူတော်ဘက်ကဥပဒေနဲ့ထိန်းချုပ်ဖို့ပြင်ဆင်နေတော့လဲပေါ့နော်လူငယ်တွေကတော့ဒီလိုမျိုး website တွေဒီလိုမျိုးလုပ်ငန်းတွေကိုတရားဝင်ခွင့်ပြုပေးတဲ့နဲ့ဆိုပြီးတော့မှတ်ချက်ပြုပြောဆိုရလူငယ်တွေလည်းရှိနေပါတယ်တဲ့ စိုးစိုးနဲ့ကောင်းကျိုးကဆက်ဆက်နေပါတယ်လူငယ်တွေအတွက်ကလည်းတေချာစဉ်းစားပြီးလက်ခံသင့်နေတယ်လူတွေပိုင်းတွေကလည်းစိတ်ဝင်စားကြတယ်အွန်လိုင်းမှာမြစ်တာများပြီးလက်ထက်ခဲ့တဲ့လူတွေရှိသလိုဘဝပြကြတဲ့မိတ်ဆွေတွေလည်းကြားနေရတယ်တဲ့ဒါကြောင့်မို့လို့မိမိစိတ်ဝင်စားတဲ့သူကလည်းစိတ်ဝင်စားရဲဆိုရင်နားလည်မှုအချိန်ယူဖို့တိစောက်ဖို့လိုရဲဆိုပြီးတော့ဒီအိမ်အလားစင်လုပ်ငန်းတွေဆောင်ရွက်နေတဲ့ကုမ္ပဏီဝန်ထမ်းတူကလည်းလူငယ်တယောက်ကလည်းသူ့ရဲ့အမှတ်ချက်ကိုပြောဆိုစားရတယ်ပေါ့နော် ီလိုမျိုးပေါ့နော်ဒီချစ်သူရှာဖွေဝက်ဆိုက်ညင်းနဲ့ပတ်သက်ပြီးတော့ဒါအမှတ်ချက်အမျိုးမျိုးရှိနေတာပါတော်ကိုစလေဘက်ကလည်းနောက်ဆက်တွဲလူကုန်ကူးမှုပြဿနာတွေဒီလူမှုရေးရှုပ်ရှင်းနေဖြစ်မှာဆိုလို့ပေါ့နော်ဥပဒေနဲ့ထိန်းချုပ်ဖို့ပြင်ဆင်နေတယ်လို့လူငယ်တွေဘက်ကလည်းဒီလိုမျိုးဝန်ဆောင်မှုလုပ်ငန်းတွေလိုအပ်တယ်ဆိုပြီးတော့ မှတ်ချက်တွေလည်းရှိနေပါတယ်နော်ဟုတ်ကဲ့ဒါကတော့ဒါခြေသေးရဲ့ပတ်သက်တဲ့ဟာတွေကစာပွေးနဲ့ကိစ္စပဲဒီဒီသတင်းစာတွေပေါ်ထီးပေါ့နော် ရောက်လာတော့ဖော်ပြထားတာပါခင်ဗျဟုတ်ကဲ့အခုဆိုရင်လွတ်တော်ရဲ့ဒီရောက်သွားပြီပေါ့နော်ဟုတ်ကဲ့လွတ်တော်ရဲ့ဒီရောက်သွားပါခင်ဗျအဲ့တော့ကျွန်တော်ကတော့ဒီစံတော်ဂျေမှာပါတဲ့ကတ်တုန်းတစ်ခုကိုပေါ့နော်ကျွန်တော်ရွေးချယ်ထားပါတယ်ခင်ဗျကတ်တုန်းဆရာပေပေကြီးသူကနေမှဒါတရုတ်ပေါ်ထားတာပါ ဒါကတော့ကျွန်တော်တို့တာမန်အပြင်ရက်ွက်ယုံနေမျိုးမှာမဟုတ်ဘဲနဲ့ဌာနဆိုင်ရာယုံနေမှာမဟုတ်ဘဲနဲ့ဒါသတင်းမီဒီယာလောကတွေကသတင်းယုံတစ်ခုပါပါခင်ဗျဒါသတင်းတောက်တယောက်နဲ့အက်ဒီတာတယောက်ပေါ့နော်အပြန်လန်ပြောဆိုနေတာကိုကတ်တွန်းဆရာကတရုတ်ပေါ်ထားတာပါသတင်းတောက်အသက်ခံရတာသတင်းမဟုတ်တော့ဘူးတဲ့တရားခံကိုဖမ်းဆီးမိပြီးဆိုတာမှသတင်းကွာမှတ်ထားဆိုပြီးတော့ဒါအက်ဒီတာဖြစ်သူကသတင်းတောက်ကိုပြောဆိုလိုက်တဲ့ဇာတ်နဲ့ကတ်တွန်းဆရာပဲပဲကြီးကပြောထားတာပါခင်ဗျဟုတ်ကဲ့ပါဒါတော့ပြီးခဲ့တဲ့လွန်ခဲ့တဲ့နှစ်ကလည်းသတင်းတောက် ိုပါကြီးတက္ကံအမှုကကုဒီပေါ်ပေါက်ချင်းမရှိသေးသလိုပေါ့နော်ဒီလုံငယ်ရဲ့ပိုင်းမှာပဲ11ကကိုစိုးမိုးထွန်းပေါ့နော်အဲ့ဒါကလည်းတရခံကကုဒီဘာမှမကြားရသေးတဲ့ဘောကတ်တွန်းဆရာတရုပ်ဖော်ထားတာပါနော်โอเคပါโอเคပါဒီကတ်တွန်းနဲ့ပဲတူဒီဒီဇင်ဘာ16ရက်နေ့မှာထွက်ရှိလာတဲ့သတင်းစာချန်နယ်တွေကစိတ်ဝင်စားဖွယ်သတင်းတွေကတ်တွန်းတွေကိုဖျက်ပြခဲ့တဲ့အစီအစဉ်ကိုရနာပြရစီရှင်ဒီဗီဒီယိုကြည့်ရှုအားပေးနေတဲ့ပြည်သူအားလုံးကျေးဇူးတင်ပါတယ်ရှင်